ခွက်ပြောက်ကြီးဂွာဒီယိုလာအားလုံးပဲမင်္ဂလာပါ JK Sport ဒူဘိုင်ဇီးကနေပြန်လဲပြီးတော့ဂျိုးဆိုပါတယ် FIFA Club ကဘလားမှာချန်ပီယံဖြစ်ရင် Man City ပေါင်တန်း90တော့ရရှိမှာဖြစ်ပါတယ်အခုတော့ Sorry Club A လဲတင်းကိုရှုံးပြီးတော့ဂွာဒီယိုအုပ်စုမျက်ရည်ဒူးနဲ့တုတ်ခဲ့ရပြီ Man City က Club ကဘလားပြိုင်ပွဲမှာချန်ပီယံဆုရယူနိုင်ခဲ့စုစုပေါင်းစုကြီးပေါင်92တန်းရရှိမှာပါကိုလီဘာလီပါဝင်ဥရောပကပန်တော်ကြရီပါဝင်နေတဲ့အဲ့လေတင်းက Man City ကိုအချိန်မမနိုင်ပြီးတော့ပညာပြခဲ့တာပါ လက်ကွာဖလားပြိုင်ပွဲမှာဆုံးထွက်အဆင့်လိုက်စုတေးရရှိမှုကညီလူများတို့ဖြစ်ပေမဲ့ဝင်းအောင်ရှင်ပြိုင်ကွင်းရရှိမှုအတွက်ပေးချေတဲ့နှုံးသားကတော့မတူညီပါဘူးဥရောပကလပ်သင်းတွေကရှင်ပြိုင်ကြီးပုံမရရှိပြီးတော့အိုက်ထဲမှာမှမန်စီးတီးအသင်းကအများဆုံးဖြစ်ပေါင်29.6တန်းနဲ့ရရှိနေတာပါဖီဘာမန်စီးတီးကိုအထင်ကြီးပြီးတော့စုကြီးတွေစုပေးထားပေမဲ့အခုဆုံးထွက်အဆင့်ကနေလှည့်ပြန်ခဲ့လိုက်ရပါပြီတောင်အမေရိကအသင်းတွေကရှင်ပြိုင်ကြီးပေါင်17တန်းရရှိပြီးမြောက်အမေရိကအာဖရိကနဲ့ အာရှတဲ့သမုတ်ရပိုင်းအသင်းတွေကတော့ပေါင်9တန်းအောက်သာရရှိတယ်လို့သိရပါတယ်။အောက်ဆူစီမှာနိုင်ပွဲတစ်ပွဲကိုပေါင်1.5တန်းနီးပါးပေးရပြီးတော့တေကြရင် ပေါင်9သိန်းခွဲပေးရတာကြောင့်ရာနှုန်းပြေးနိုင်ပွဲရရှိခဲ့တဲ့မန်စီးကလက်ရှိချိန်မှာပေါင်39.8တန်းရရှိနေခဲ့ပါပြီ။အစိမ်းလိုက်စုကြီးတွေကတော့16သိန်းအစိမ်းရောက်ရင်9.5တန်း၊ quarter final ရောက်ရင်9.6တန်း၊ semi-final ရောက်ရင်15.3တန်းဘောလုံးပွဲမှာရှုံးနေ21.9တန်းချန်ပီယံဆုရရှိ29.2တန်းရရှိမှာပါ။ ဒါကြောင့်မန်စီးတင်းကချန်ပီယံဆုရခဲ့လို့ရှိရင်ပေါင်62တန်းဒီပါရရှိမှာဖြစ်ပြီးတော့ FIFA Club ဘလားပြိုင်ပွဲမတိုင်ခင်ခေါ်ထားတဲ့ဇာမအစ်တွေအတွက်ပြောင်းရွှေ့ခြင်းအသုံးစိတ်ကြေးမှာပါအခုတော့အသုံးစိတ်မကြေးတဲ့ပြင်ခွက်ပြောက်ဖြစ်ပြီးတော့အဆက်ကွဲခဲ့ရပါပြီ Guardiola က FIFA Club ဘလားကစားခွင့်ရတာကိုဂုံစားနေတာပါမန်စီးတပြ Guardiola ကလက်ရှိရှင်ပြိုင်နေတဲ့ Club ဘလားပြိုင်ပွဲဟာအသင်းရဲ့လာမယ့်ရာသီကိုဖျက်ဆီးနိုင်ပေမဲ့ရှင်ပြိုင်ကွင်းမရတဲ့အသင်းတွေကတော့မနာလိုဖြစ်နေတယ်လို့ပြောခဲ့တာပါ ဒီနေ့ကလပ်ကဖလားပြိုင်ပွဲကိုပရီးမီးယားလိအသင်းတွေကမန်စီးနဲ့ Chelsea နှစ်သင်းသာရှင်ပြိုင်ခွင့်ရရှိခဲ့ပြီးတော့လက်ရှိအချိန်မှာ Chelsea က quarter final ကိုတက်ရောက်ထားပြီးပါပြီ။ Guardiola ကကလပ်ကဖလားပြိုင်ပွဲကြောင့်ဇာမိုင်းအနေနဲ့နွေရာသီမှာအနိုင်ချိန်နဲ့ပါနေခဲ့တဲ့အတွက်ကြောင့်လာမယ့်ရာသီကိုဖျက်ဆီးနိုင်တာမှန်ပေမဲ့တခြားအသင်းတွေလည်းရှင်ပြိုင်ကျင်ကြတယ်လို့သုံးသပ်ခဲ့တာဖြစ်ပါတယ်။ဘိုလိုဝဲပြီးရင်ဘာတွေဖြစ်မလဲကြည့်ကြအောင်ပါ။ကျွန်တော်ပရီးမီးယားလိကခွင့်ပြုထားတဲ့အတိုင်းအနားယူနိုင်ပါတယ်။နိုဝင်ဘာဒီဇင်ဘာဒါမှမဟုတ်ဇန်နဝါရီမှာတော့ဒီပြိုင်ပွဲကကျွန်တော်ကိုဒုက္ခပေးနိုင်ပါတယ်။ ဒီပိုင်ပွဲဆောရကတက်နေကြတဲ့အသင်းတွေလည်းအများကြီးရှိပါတယ်။ဘာကြောင့်လဲဆိုတော့တို့ဒီမှာမရှိလို့ပါ။တခြားတစ်ဖက်ကကြည့်ရင်ဒါတို့ဒီမှာရှိကျင်နေဆွဲသဘောပါပဲလို့ဂွာဒီယူလာကပြောခဲ့တာပါ။ဗီကရီယာဒီကဖလားလက်မဲ့ယာဒီဖြစ်လို့ဂွာဒီယူလာတိတ်ခါပြန်ဆဲကျင်နေပါတယ်။ဖီဗာကလပ်ကဖလားကဂွာဒီယူလာနဲ့မန်စီအတွက်ပထမဆုံးစမ်းသပ်ခံပါပဲ။ဗီကရီယာဒီဇန်နဝါရီပြောင်းရွှေ့ကာလနဲ့လက်ရှိနွေယာဒီပြောင်းရွှေ့ကာလတွေမှာမန်စီကကစားမသစ်တွေဇက်တိုက်ခေါ်ယူထားတာပါ။အခုဖီဗာကလပ်ကဖလားပြိုင်ပွဲအတွက်ရည်ရွယ်ပြီးတော့စားမသစ်ခေါ်တာကပဲပေါင်တန်းတရာကျော်ရှိခဲ့တယ်။ ဂွာဒီယိုလာကသူ့ရဲ့မန်စီးတီအသင်းကို FIFA ကလပ်ကမ္ဘာဖလားမှာလူကြိုက်များအောင်အစွမ်းပြချင်ခဲ့တာပါမန်စီးတီဥက္ကဋ္ဌမူဘရက်က FIFA ကလပ်ကမ္ဘာဖလားမှာအောင်မြင်ချင်နေတယ်ဂွာဒီယိုလာကလည်းကြားနာတကောင်လို့စားလောင်နေပါတယ်ပြီးခဲ့တဲ့နှစ်နှစ်က sorry မြေမှာ FIFA ကလပ်ကမ္ဘာဖလား UK သူတို့မျိုးအမေရိကမြေမှာထပ်ပြီးတော့လှုပ်ပြခြင်းမိမဲ့မှန်ထားသူတို့ဖြစ်မလာဘူးကွက်ပြောက်ကြီးဂွာဒီယိုလာပဲဖြစ်ခဲ့ရတယ်